အခုပြပြပြီးသားမှာက custom post type တွေ create လုပ်ခြင်းရယ်အဲ့ဒီ custom post type တွေထဲမှာ custom fee တွေထည့်တဲ့အကြောင်းကိုပြပြပြီးသားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး post type နဲ့ custom fee သုံးမှုဆိုလို့ရှိရင်တော့ဒီ plugin နှစ်ခုကို install လုပ်ထားဖို့လိုပါတယ်အရင်ဆုံး custom post type တစ်ခု create လုပ်ပါမယ် custom post type ဆိုတာကတော့ wordpress မှာက default ပါတဲ့ post ဆိုတဲ့ type တစ်ခုရှိရပါတော့ ။အတည်၍ကိုကတခြားသော post type တွေကို create လုပ်မယ်ဆိုလို့ရှိရင် custom post type UI plugin နဲ့အသုံးပြုလို့ရပါတယ်။ news အာဒီပေါ့နော် new ဆိုတဲ့ portal project ဆိုတဲ့ portal စသဖြင့်ပေါ့နော် new ဆိုလို့ရှိရင်တော့ news ရဲ့ template နဲ့ပြခြင်းနဲ့အဲပြီးတော့ အ CSR ဆိုလဲ CSR နဲ့ပတ်သက်တဲ့သတင်းတွေကို CSR ရဲ့အဲ template တစ်ခုနဲ့ပြချင်တယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးအဲတစ်ခုနဲ့တစ်ခုမတူတဲ့ design တွေပြီးလို့ရှိရင်ဒီ post တစ်ခု post တစ်ခုချင်းစီအောက်မှာလဲသူတက်ဆိုင်ရ customer fee တွေပဲအဲထုတ်ပြမယ်ပေါ့နော်ဥပမာဒီ new ဆိုတဲ့ post တိုင်းအောက်မှာပဲဒီဒီဒီ customer fee ကိုမှာဒီ new နဲ့ဆိုင်တဲ့အဲ customer fee တွေပေါ့နော်ဟို data ထည့်လို့ရတဲ့ အဲ user က data ထည့်လို့ရတယ် fee လေးတွေသတ်မှတ်ပေးခြင်းတွေလည်းလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဟိုဒီရန်နဲ့ပတ်သက်ပြီးတော့မှပြောပြရတဲ့ဆိုင်လို့ရှင်ပေါ့နော်လက်တွေရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံးဒီမှာ post type ထည့်လို့သွားပါမယ် custom post UI ပေါ့နော်ဒီ UI ကိုနှိပ်လိုက်ပါမယ် okay ဒီဟာဖြစ်ပြီးသွားဆိုလို့ရှင် app post type ကိုနှိပ်ပြီးပါ အဲ့တော့ခုနကထည့်သွင်းခဲ့တဲ့ label တွေအတိုင်းဟိုဒီမှာပြပေးနေမှာဖြစ်ပါတယ်အရင်ဆုံးဒီမှာပေါ့နော် a new post project ဆိုပြီးတော့ project တစ်ခု create လုပ်လိုက်ပါမယ် ဒီမှာပေါ့နော်ကက်တဂိုရီပေါ့နော်ကိုယ့်ရဲ့ကိုယ်သူ့ရဲ့ကတ်စကန်အဲကက်တဂိုရီထည့်မယ်ဆိုလို့ရှိရင်ဒီ post type ကိုကိုယ်သွားခြင်းနဲ့ post type ပေါ့နော်အဲ့ဟာကိုအာပြန်ယူမယ်အာဒီမှာပေါ့နော် အာတက်ဆော်နော်မျိုးပေါ့နော်ဒီကောင်ကို WordPress ရဲ့ကိုပေါ့နော်သူ default ပါတယ် category နဲ့တက်နေကိုသုံးမြင်မယ်ဆိုရင်ဒီမှာအမှန်ကြီးချိတ်ခဲလိုက်လို့ရတယ်ဒါပေမဲ့ဒီမှာအမှန်ကြီးချိတ်ခဲလိုက်ရင်သူကဒီ default ပါတဲ့ post မှာလည်းဒီပါတဲ့ category မှာရောပြီးတော့ပြနေမှာဖြစ်ပါတယ်ကိုကထားပါတော့ဒီမှာ category AB လို့ယူထားရင်ဒီ post ကိုဖွင့်လိုက်တဲ့အချိန်မှာလည်း category AB ကိုယူလို့ရမှာဖြစ်ပြီးတော့ဒီ project ကိုဖွင့်လို့အာ project ကိုနှိပ်ထားချိန်မှာလည်းခုနက ဒီ post မှာ create လုပ်ခဲ့တဲ့ category ကိုပဲသူကပြနေမှာဖြစ်တဲ့အတွက်ကြောင့်ရောနိုင်ပါတယ်။ရောနေမှာပေါ့နော်။အဲ့တော့ကိုကတီးတဲ့လိုချင်နေဆိုလို့ရှိရင်တော့ဒီ code တွေဟာမတုံတာကောင်းပါတယ်။မတုံမဲနဲ့ကိုရဲ့ custom category ကိုပြန်အသစ် create လုပ်ပါမယ်။အဲ့ခါကျရင်ဒီမှာဆိုရင် taxonomy ကိုကိုပိုင်းဟာတွေကို create လုပ်မယ်ဆိုရင်တော့ CPU အာ CPU UI အောက်က add add တဲ့ taxonomy ကိုနှိပ်လိုက်ပါမယ်။ ဲ့တော့ဒီမှာလဲခုနကလိုပဲဒီပေါ့နော် plural label တွေ singular label တွေရွေးမယ်ပြီးလို့ရှိရင် taxonomy ရဲ့ slug ကိုအဲထည့်ပါမယ်ပြီးတော့ဒီမှာဆိုရင်သူကမေးရပေါ့နော်ဘယ် post type မှာထည့်မလဲဆိုရဲဟာရှိပါတယ်အဲ့တော့ကိုကဒီ project ဆိုရဲ post type ပေါ့နော်အဲ့ post type မှာထည့်မှာဖြစ်တော့ကြောင်းဒီခါကိုအမှန်တကျစ်ပေးလိုက်ပါမယ်ပြီးရင် add taxonomy ကိုနှိပ်လိုက်ပါမယ်အဲ့ဆိုရင်တော့ဒီ project အောက်မှာ project category ဆိုတော့ category တခုပေါ့နော်ပေါ်လာမှာဖြစ်ပါတယ်ဒီမှာတော့2.4တဲ့ category ပေါ်နေမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်ကို refresh လုပ်ကြည့်လိုက်ပါမယ်အခုဒီမှာဆိုရင်တော့ project category ဆိုရဲ project အဲရဲ့ဒီ category လေးထည့်ပြီးတော့မှ ဒီဟာကို categorize လုပ်ပြီးတော့ပြလို့ရတယ်ပေါ့နော်အဲနောက်တစ်ခုကကြာတော့အာနောက်ထပ်ကိုကပေါ့နော်ဒီ post type မှာကိုရဲ့ custom fee တွေထည့်လို့ရတဲ့အပိုင်းပေါ့နော်အဲ့ဒီအပိုင်းကိုဆက်ပြီးပြောပြပြောသွားပြမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် ACF ဆိုတဲ့ event custom fee plugin ကိုအာ install လုပ်လုပ်ထားပြီးပြီဆိုရင်ဒီဟာဒီ ACF ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင် ဒီ group က project details ဆိုတော့ဒီမှာ free type ကိုဒီ free version မှာတော့ဒီဟာတွေပေါ့เนาะယူလို့ရပါတယ်ဒါကတော့ pro တွေမှာဟိုရတဲ့ဟာတွေပေါ့เนาะအခုကဒါကတော့ free version မှာရနိုင်တဲ့ free type တွေဖြစ်ပါတယ်ဒီလိုဆိုဒီ task ကို level တစ်ခုယူလိုက်မယ်ပြီးရင် ကျင်โอเคဒီမှာ project on လာပါတော့ဒီလိုရှိရမှာကိုဒီကောင်ကို data ဆက်ယူလိုက်မယ် ဆိုရင်စိတ်ချင်းပြန်လုပ်လိုက်ပါမယ်ပြီးတော့သူကအဓိက selfie နှစ်ခုပေါ့เนาะဘယ် post တိုင်းမှာပြချင်တာလဲဆိုပြီးတော့မှအာဒီမှာရွေးလို့ရပါတယ်သူရွေးလို့ရတဲ့ဟာကြီးကတော့ဒီမှာပေါ့เนาะ post တိုင်းဒီရွေးလို့ရမယ်ပြီးတော့ page တွေလည်းရွေးလို့ရမယ်အကူကကြတော့အာ project category ဆို project ဆိုတော့အာ custom post တိုင်းမှာပေါ်ပြဒီ custom fee ကိုတုံးညင်တာဖြစ်တဲ့အတွက်ကြောင့် post type ကိုရွေးမယ် is equal to project ပေါ့เนาะဒီ โอเคဒီမှာဆိုရင် project detail ဆိုတဲ့ဒီ create လုပ်ခဲ့တဲ့ပေါ့เนาะဒီ B group ပေါ့เนาะဒီ group အောက်မှာ owner နဲ့ client ရဲ့အဲ data တွေထည့်လို့ရရေပေါ့เนาะအဲ့တော့ project တစ်ခုရဲ့ information ရှိမယ်သူ့ရဲ့ description ရှိမယ်ဒီ project ရဲ့အဲဆောက်ဟိုဆောက်လုပ်ရေး project ဆိုလို့ရှိရင်လည်းဒါ owner ပေါ့နော်ဆောက်လုပ်တဲ့ဟိုဟာပြီးလို့ရှိရင်ဒီ project ကိုလက်ခဲ့တဲ့ client ရဲ့စသဖြင့်ပေါ့နော်အဲ့လို information တွေကိုဒီအောင်မှာထည့်ထည့်လို့ရပါတယ်ဒါက project ဆိုတဲ့ poster ဖြစ်ပါတယ် default poster ကိုတွားကြည့်တွားကြည့်ကြည့်ပါမယ်ဒါကတော့ default poster ပါအဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ category ကသူ့ငကိုပါရှိပြီးသားပေါ့နော် default category ရေအားရွေးထားမယ်ပြီးတော့သူ့အောက်မှာ custom fee အပေါ်မနေတော့ဘူးပေါ့နော်။ဒါကြောင့်လဲဆိုရင်ခုနက project ဆိုရဲ post time မှာပဲ custom fee နှစ်ခုကိုပေါ်မယ်လို့ယူထားတာကြောင့်ဖြစ်လို့ပါ။အခုဒီမှာ data တွေဖြစ်လိုက်ပါမယ်။အခု project ကိုတိုက်တယ် project description အနေနဲ့ဒီ content area မှာ description ထည့်မယ်ပြီးတော့ဒီ project နဲ့ပတ်သက်တဲ့နောက်ထပ် information တွေပေါ့နော် fee လေးတွေလိုတဲ့အကြောင်းဒီ fee နှစ်ခုကိုလည်း customer fee တောင်းပြီးတော့ထည့်ထည့်ထားတယ်ပြီးတော့ feature image အဲတခုပါမယ်ပြီးတော့မှဒီ project ရဲ့ category တွေကိုဒီမှာလည်းရေးထားမယ်ပေါ့နော်အဲ့တော့အခုက breakdown beta နဲ့ template create လုပ်နေပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ breakdown ကိုတွားပြီးတော့ template ကိုတွားပါမယ် ဒီမှာ add time ကိုယူပြီးတော့ add constant time လို့ယူပါမယ်ဒီမှာ project time လို့ပါနော်ပြီးတော့သူ့ကိုကြာတော့ဒီမှာလဲဆိုတော့ဒီပေါ့နော်ဒီ single အမျိုးအစားဖြစ်မယ်အမျိုးအစားဖြစ်ပြီးတော့ဒီ project ပေါ့နော်ဒီ project အာ single ရဲ့ project ရဲ့ single အမျိုးအစားဖြစ်မယ်ပြီးတော့ဒါအတ္တမလေးကိုနှိမ့်လိုက်ပါမယ်အဲ့တော့ဒါကအာဘာနော် project အာ poster အမျိုးအစားဖြစ်မယ်အဲ့ဒါကို category နဲ့ဒီ single template တစ်ခုရှိရတယ်မှာမှာဒါကတော့ single တစ်ခုချင်း single template ဖြစ်သွားမှာပေါ့နော်အဲ့တော့ဒီကောင် add in breakdown လုပ်ရလိုက်ပါမယ်ဒီကောင်ဒီအောင် add in breakdown ကိုနှိမ့်မယ် ဒီတော့ဒီမှာ heading ပေါ့နော် heading ထည့်ပါမယ်အဲသူ့ကိုခဏက project ရဲ့ title ကိုထည့်မှာဖြစ်ပါတယ် dynamic data ဖြစ်လို့ကြောင့်ဒီ data base လေးကိုယူပြီးတော့ post title ကိုယူပါမယ်အဲ့တော့အခုကရွေးခဲ့တာက project ရဲ့ဆင် project အအမျိုးအစား post တွေအရရွေးချင်တဲ့ setting တိုင်းမှာ template create လုပ်တော့က setting တိုင်းမှာရေးထားဖြစ်တဲ့ပြီးတော့သူကဒီ project type တွေကို preview လုပ်ကြည့်လို့ရအောင်လို့ဒီမှာပြနေမှာဖြစ်ပါတယ်အခုကဒီကောင်ဆိုရင်ဒီဒီ my project 1ရဲ့ title က my project 1ကိုပြနေမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့သူနောက်ထပ် ဆက်ရှင်တစ်ခုခွဲလုပ်ပြီးတော့ content နဲ့ custom fee ကိုထည့်ပါပါမယ်ဟုတ် session ဒီဟာပေါ်မှာ post content ထည့်ပါမယ် ရှင်နာကတ်တန်လေးထည့်ရမယ်။မာဇို ACM မှာ project owner နဲ့ project client ဆိုပြီးကြာနေပြီပေါ့နော်။ပြီးတော့ဒါ project owner အတွက်ဆိုတော့ owner ကိုဖြည့်လိုက်ပါမယ်။ပြီးတော့ဒီကောင်ကလည်းနဲ့ event ထဲမှာ platform ကဒီစီတီကလည်းဒါဒီဟာကို duplicate လုပ်မယ်။ဟောပါ pressure, clarion, roller, epistema, PRO, JCT, CRIAT. ไอ้รอดีแตมเลยอนุโลมโลโก้แฟนดูมาตาจีบานะ မန် project 3ဒါမန် project 2ပါ။ကြွေးပြတော့အောင်လို့ဒီ my project 2ရဲ့ဒီ custom fee လေးကိုတောင်းပြထားကြည့်ပါမယ်။ ဒါဆိုရင်တော့အာ project အမျိုးအစားပေါ့နော်အာ course တိုင်းကိုထုတ်ပြခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာဒီ default poster ရဲ့ design ကိုအချက်ပြန်သွားကြည့်ပါမယ် default products ကိုသွားပါမယ်ပြီးတော့ဒီဟာကို view နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ default poster ကသူ့ design နဲ့သူဖြစ်နေမှာဖြစ်ပြီးတော့မှဒီ project poster ကလည်းခုနကသူ့တက်ဆိုင်ရာ template အတိုင်းဖြစ်နေမှာဖြစ်ပါတယ်။ ဲ့တော့ဒါကတော့ breakdown ကိုအသုံးပြုပြီးတော့မှဒီ post style alike template design တွေကိုကွဲပြားအောင်ထုတ်တဲ့ပုံစံဖြစ်ပါတယ်